ရွှေထုတ်တွေရောင်းနေတဲ့ရွှေဆိုင်တွေရှိလားမင်္ဂလာပါရှင်ခရိုဘီ channel ပရိသတ်ကြီးရေရွှေဆိုင်တချို့ကတော့ရွှေမဟုတ်တဲ့ထုတွေကိုရွှေဆိုပြီးရောင်းချနေတယ်လို့နာမည်ကြီးရွှေဆိုင်ပါရှင်တယောက်ကပြောပြလာပါတယ်မြန်မာချမ်းသာရွှေဆိုင်ကပြည်သူတွေအနေနဲ့ရွှေဝင်ရောင်းမှာတတိထားကြဖို့စေတနာနဲ့ဘဝတုတ္တမျှဝေထားတာပါမြန်မာချမ်းသာရွှေဆိုင်ပိုင်ရှင်ပို့စတင်ရေးထားတာကတော့သူ့ဆိုင်ကိုယူရတဲ့ပုံစံမျိုးသမီးရောက်လာပြီးဆွဲချိုးပေါင်ပါတယ်ဆွဲချိုးကဆင်းနဲ့တိတ်မတူလို့ပဒိန်ဆရာကိုစစ်ခိုင်းတဲ့အခါရွှေတူကြီးဖြစ်နေပါတယ် ဒေချောင်ဂျိန်းနာကိုတစင်းနဲ့တိုက်ကြည့်တော့အပေါ်ကရွှေရောင်တုတ်ထားတဲ့ဆေးရောင်လေးချုပ်ကုန်ပါတယ်။အမျိုးသမီးကရွှေတုဖြစ်လို့ပေါင်လို့မရဘူးလို့ပြောတဲ့အခါအဲ့ဒီအမျိုးသမီးကတခြားရွှေဆိုင်မှာဝယ်ယူခဲ့တဲ့ဘောက်ချာယူခဲ့မယ်ဆိုပြီးထွက်သွားပါတယ်။ခဏချာမှတော့ဘောက်ချာဆိုင်ရွက်ယူလာပြတဲ့အခါမူဆယ်မျိုးကရွှေဆိုင်တစ်ဆိုင်မှာရွှေဆေး၁၀သိန်းခေတ်ကဒီဆွဲချုပ်ကိုတသိန်းနဲ့ဝယ်ခဲ့တယ်လို့ရှင်းထားပါတယ်။ မြန်မာချမ်းသာရွှေဆိုင်ပိုင်ရှင်ကလာပေါင်တဲ့အမျိုးသမီးကိုဒီစင်းနဲ့ဆွဲထုတ်ကရွှေစစ်မဖြစ်နိုင်ဘူးလို့ပြောပေမယ့်အမျိုးသမီးကစာမထက်တဲ့အပြင်ရွှေချောင်းနားမလဲတဲ့သူမျိုးရှင်းပြလို့မရပါဘူး။ပေါင်ချတဲ့ကမူဆယ်ရွှေဆိုင်ကိုဖုံးဆက်ပြီးရောင်းလိုက်တဲ့ရွှေကအတူကြီးဖြစ်နေတယ်လို့မြန်မာချမ်းသာရွှေဆိုင်ကပြောတဲ့အခါမူဆယ်ရွှေဆိုင်ကပြန်ပြောတဲ့စကားကြောင့်အံ့ဩမြင့်သက်သွားရပါတယ်။ ဦးစင်ရွှေဆိုင်ကပြန်ပြောတာကတော့ရောင်းတဲ့အချိန်ကလေးကဒီရွှေကနမ်ခန်းရွှေမလို့တခြားဆိုင်မှာရောင်းတာပေါင်တာလုပ်လို့မရချောင်းနဲ့အမျိုးသမီးရဲ့တသိန်းကိုငွေစုတဲ့အနေနဲ့စုပြင်အောင်လို့ရောင်းချပေးခဲ့တဲ့သဘောထားဖြစ်ချောင်းနဲ့အခုဆိုင်မှာလာပြန်ရောင်းရင်တစ်ဆယ်ရာခိုင်နှုန်းအလျော်နဲ့ငွေသားပြန်ရလို့ရချောင်းပြောပါတယ် မူဆယ်ရွှေဆိုင်ဆိုတဲ့ဘက်ကပြောတဲ့စကားတွေဟာပညာတတ်တဲ့လူတွေအတွက်ကတော့ရွှေတူမှန်းနားလည်နိုင်ပေမယ့်ပညာမတတ်တဲ့သူတွေအတွက်ကတော့ရွှေတူလို့သိကြမှာမဟုတ်ပါဘူး။စကားကိုဝေ့လေကြောင့်ပတ်ပြောပြီးရွှေတူတွေရောင်းချနေတဲ့မူဆယ်ရွှေဆိုင်လိုဆိုင်တွေဘလောက်များနေပြီလဲ။အဲ့ဒီရွှေတူဆိုင်ကနေဘူးမတိဘာမတိဝယ်ယူမိခဲ့တဲ့သူတွေရောဘလောက်များပြနေပြီလဲ။မြမချမ်းသာဆိုင်ပိုင်ရှင်ကတော့ရွှေတူရောင်းနေတဲ့မူဆယ်ရွှေဆိုင်နာမည်ကိုမရေးထားပါဘူး။ ဒီလိုနားလေပ้ายရိုက်လုပ်နေတဲ့ရွှေဆိုင်တွေများကြီးရှိနေတဲ့အကြောင်းမြန်မာချမ်းသာဆိုင်ရှင်ကပြောပြလာပါသေးတယ်။ online ပေါ်မှာ live လွှင့်ရောင်းနေတဲ့တချို့ page တွေမှာဆိုရင်ရွှေဈေးကုန်ရှော့ဈေးဆိုပြီးတင်းချီရှော့ချရောင်းနေကြတာကအဆင်မပြေနိုင်ကြောင်းလူတွေကအဲ့လိုရှော့ဈေးရောင်းချနေတဲ့ page တွေမှာတိုးဝေဝဲနေကြကြောင်းရွှေဈေးမှာရှော့ဈေးဆိုတာမရှိဘူးလို့ပြောပြလာတာပါ တချို့ page တွေဆိုရင်စိန်ထဲတွေကိုမဖြစ်နိုင်တဲ့ဈေးတွေနဲ့လိုင်းတွေရောင်းချနေကြပြီးအဲ့လိုရောင်းချနေကြတဲ့သူတွေထဲမှာနာမည်ကြီးနုပညာရှင်တွေလည်းပါနေတော့လူတွေကအနုပညာရှင်ရဲ့မျက်နှာကြောင့်မတွေ့တော့ဘဲပေါချောင်ကောင်းစင်းနဲ့စိန်ထဲတွေဝယ်ယူနေကြတယ်လို့យေတာထားပါတယ်နိုင်ငံရေးမကောင်းတဲ့အချိန်မှာရွှေဆိုင်စိန်ဆိုင်တွေများကြီးပေါ်လာပြီးအဲ့ဒီထဲမှာကျင်းထက်ပြီးသူတွေရောင်းချနေကြတဲ့သူတွေလည်းရှိနေတာပါ။ဒါပေမဲ့ယန္တနာဆိုင်တွေကိုထိထိရောက်ရောက်စစ်ဆေးမဲ့သူလည်းမရှိတာမို့ယန္တနာဈေးကွက်ကဖြစ်ချင်တိုင်းဖြစ်နေတာပါပဲ။ တချို့ရှေးဆိုင်နေဆိုရင် ဖွင့်တာမကြသေးပဲအရန်ချမ်းသာသွားပြီးတနေ့နေ့နဲ့အတွင်မှာဆိုင်ခွဲတွေများကြီးဖွင့်နိုင်သွားတယ်လို့ပြည်သူတချို့ကမှတ်ချက်ရေးသားထားပါတယ်။နိုင်ငံခြားမှာဝင်ဆင်ချတဲ့ fancy ပစ္စည်းတွေဟာကျောင်းမြေရတနာအဆင့်နဲ့ခွဲမရအောင်ထူထားရရှိတာမို့အဲ့လိုထူတွေကိုကျောင်းမြေရတနာအဆင့်လို့လိန်ရောင်းချသူတွေလည်းရှိပါတယ်။ပလင်သာဆောင်အထူးတွေရောင်းသူရှိနေပါတယ်။ fancy plane ကိုမှတရုတ်ကလာတဲ့ဖန်ပလဲလုံးတွေဟာဝင်းလေးပြီးအယောင်သွေးတောက်ပါလုံးရုတ်တရက်ကြည့်ရင်ပလဲဆက်လိုပါပဲ ဲလို fancy plan တွေကိုမွေးပလဲပါပလဲစစ်ပါဆိုပြီးချက်ဆယ်သိန်း15သိန်းနဲ့ရောင်းချနေတဲ့ page တွေရှိပါတယ်။တချို့ page တွေကတော့ဖန်ပလဲအတူတွေကိုလှပတဲ့ design တွေလုပ်ထားပြီးတော့15000ဝန်းကျင်နဲ့မွေးပလဲလို့ညာရောင်းနေကြတဲ့သူတွေလည်းအများကြီးရှိပါတယ်။တကယ်ပလဲအစင်ဟုတ်မဟုတ်ကိုတော့ပညာရှင်တွေပဲခွဲခြားနိုင်တာပါ။ရွှေဘဲဝဲဝဲစိန်နေဘဲဝဲဝဲပလဲဘဲဝဲဝဲအွန်လိုင်းကနေမှမှာပဲအပြင်မှာစိတ်ချရတဲ့နာမည်ကြီးရတနာဆိုင်တွေကနေဝယ်ယူတာအကောင်းဆုံးပါပဲ တချို့ဆိုင်တွေကတော့ဝယ်သူကပြန်ရောင်းတဲ့အချိန်မှာအခုလက်ရှိရွှေစည်းခေါင်ခိုင်နေချိန်မှာတော့ရှင်ကဝယ်ယူခဲ့တဲ့ရွှေစည်းတိုင်းတွက်ပြီးဝယ်ယူတာမို့ရွှေချောင်းနားမလည်သူတွေမှာအယမ်းနေနာနေရပါတယ်။ရွှေစည်းနဲ့အယွန်းတွက်ခါတွေကိုနားလည်အောင်လေ့လာထားရပါမယ်။